ဇရစဝိချာအလုံးမမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ရုရှားနိုင်ငံရဲ့အရာသေးဥတုလေးမျိုးကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်ရုရှားနိုင်ငံမှာຫນွေဥຫນွေဆောင်းဥဆောင်းဆိုပြီးတော့အရာသေးဥတုလေးမျိုးရှိပါတယ်ຫນွေဥကိုတော့ဗီစနာဗီစနာဗီစနာလို့ခေါ်ပါတယ်ຫນွေရာသီကိုတော့လျက်တာလျက်တာလျက်တာလို့ခေါ်ပါတယ်ဆောင်းဥကိုတော့အိုစင်အိုစင်အိုစင်လို့ခေါ်ပါတယ် ဆောင်းကိုတော့ဇီမာဇီမာဇီမာလို့ခေါ်ပါတယ်ရုရှားတွေကတော့နွေရာသီနဲ့နွေဦးကိုအကျိုက်ဆုံးပဲဖြစ်ပါတယ်သူတို့ရာသီဦးတို့ကအရန်ကိုအေးတဲ့အတွက်ကြောင့်မို့လို့နွေမှာနေထွက်တာလားတွေကသူတို့အတွက်ပျော်ရွှင်မှုပါပဲနွေရာသီဆိုရင်ကံကြီးလေးတွေမှာသွားပြီးတော့နေပူစာလောက်ကြပါတယ်တချို့တွေဆိုရင်ဒါရှာလို့ခေါ်တဲ့သူတို့ရဲ့အဲ ြေလက်တွေဒါအိမ်လေးတွေကိုတွားပြီးတော့အနိုင်ကြပါတယ်ပြီးရင်ဘာဘီကျူတွေလှုပ်ရှားတယ်ချက်စလီလို့ရုရှားလို့ခေါ်ပါတယ်သူတို့ရိုးရာအစားအစာလေးပေါ့နော်ရန်ကောင်းပါတယ်ခုလိုရုရှားចောင်းရလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်လေးကို LINE follow လုပ်ထားပေးဖို့တောင်းဆိုပါရစေနောက်ထပ်ဗီဒီယိုလေးတွေမှာဆုံတွေ့ကြအောင်ပါပါကား